ဝေဖန်ခံရတဲ့ဆက်စကိုရဲ့ဘက်ကနေကိုလိုရက်ဒီကဝဲပေးလိုက်တဲ့ United ကန်ဝင်ဝဲရွန်နီဝေသမျှလုံးမဲ့မင်္ဂလာပါများကန္နာဆောင်ကတည်နေတဲ့နေ့ကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေတင်ဆက်နေပါတယ်ပြီးခဲ့တဲ့စပါတင်ရဲ့ပွဲမှာဘောလုံးထုတ်ပုံမပါနဲ့တလို့ကန်သွင်းပုံလည်းညံပြင်းကနေတိုက်စင်မှုဆက်စကိုကိုဝိုင်းဝန်းဝေဖန်နေကြတဲ့ပုံမှာကန်ဝင်တိုက်စင်မှုယူရွန်နီကဆက်စကိုဟာတကယ်တမ်းမှာတော့မင်းတို့မြင်ထက်ပိုပြီးတော့ကောင်းနေလို့ပြောပြီးတော့ကာကွယ်ပြောဆိုပေးလိုက်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ရွန်နီကဂိုးတင်တာနဲ့ပတ်သက်ရင်တော့ဆက်စကိုကရုန်းကန်ရရဲဆိုပေမဲ့ ။ပွဲထဲမှာဆိုရင်တော့ကိုသွင်းဖို့အကောင်းဆုံးကြိုးစားနေတာတွေ့ရမှာပါ။ဝိုင်လန်ထက်ပို့ပြီးတော့ရှေ့တန်းမှာဆိုရင်ဘောလုံးထိနိုင်တာအများကြီးပိုကောင်းပါလိမ့်။ကိုညာအန်ဘူမိုနဲ့မေဆန်မောင်းတို့တွေကနောက်မှာရှိနေတာမလို့ဘောလုံးလည်းသူစီရောက်လေးရှိပါလိမ့်။ကျွန်တော်တို့ရဲ့အမြင်ကတော့ဆက်စကိုကလူတွေပြောနေတာထက်ပို့ပြီးတော့ကောင်းပါလိမ့်လို့ပြောလာခဲ့တာဖြစ်ပါလိမ့်။ရောနီဟာဆက်ကွေရဲ့စွမ်းရည်ကိုခုခံကာကွယ်ရမှာတော့ချက်ကြရတဲ့အချက်သုံးချက်ကိုမြင်တွေ့ရပါတယ်။နံပါတ်၁ချက်ကတော့ link up play by ဖြစ်ပါတယ်။ဆက်ကွေရဲ့အသင်းပေါ်ရင်းနဲ့ချိန်ဆက်ကစားနိုင်စွမ်းကိုအထူးသဖြင့်ဖော်ပြခဲ့ပါတယ်။ ဝိုင်လန်းထက်ဘောလုံးထိနိုင်စွာအများကြီးပိုကောင်းတယ်ဆိုတဲ့စကားကဆက်စကိုမှာရှီရန်ကစားမတယောက်တည်းအေးပါတဲ့ပြောအမြောက်ချိန်ဆနိုင်မှုစွမ်းရည်ကိုညှို့ဆုံနေပါတယ်။နံပါတ်2အချက်ကတော့ဆက်စကိုရဲ့ကြိုးစားအထောက်မှုဝရိတ်ပိုင်းဖြစ်ပါတယ်။ရိုနီပြောတဲ့ဂိုသင်းမို့အကောင်းဆုံးကြိုးစားနေတယ်ဆိုတဲ့ချက်ကဆက်စကိုရဲ့စိတ်ဓာတ်နဲ့ကြိုးပမ်းမှုကိုအတိအမှတ်ပြုချက်ဖြစ်ပါတယ်။နံပါတ်3အချက်ကတော့တိုးတက်မှုလားလား potential ဖြစ်ပါတယ်။ရိုနီကဆက်စကိုကိုအများကြီးတိုးတက်မဲ့ကစားမဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါဟာကစားမငယ်တယောက်ရဲ့ရည်ရှိလားလားကိုကြည့်ပြီးတော့ပြောတဲ့စကားဖြစ်ပါတယ်။ ရော်နီရဲ့ဒီစကားတွေထဲမှာမြင်သားတဲ့အကြောင်းရင်းတွေထက်ပိုပြီးတော့နက်နေတဲ့ယူရချက်တွေရှိနေနိုင်တယ်လို့လည်းယူဆမိပါတယ်။ဘာတွေများဖြစ်နေမလဲဆိုတော့နံပါတ်၁ချက်စိတ်တည်းရပံ့ပိုးမှုလုပ်ပေးချင်တာပါ။ဒုငယ်ကစားမတရားဝေဖန်ခံရချိန်မှာနံပါတ်ကြီးကစားမဟောင်းတယောက်ရဲ့ထောက်ခံမှုဟာစိတ်ဓာတ်အတွက်အလွန်ရေးပါပါတယ်။နံပါတ်၂ချက်အတင်းအတွင်းညီညွတ်မှုကိုမပြတ်ပြားရအောင်ရော်နီကသူတက်နိုင်သလောက်ဝင်ရောက်ထိန်းချိန်ပေးချင်တာလည်းပါပါလိမ့်မယ်။ရော်နီကဆက်စကိုကိုကာကွယ်ရင်းနဲ့အတင်းအတွင်းစီးလုံးညီညွတ်မှုကိုဆက်လက်တိဆောက်စီစဉ်တာလည်းပါနေပါတယ်။နံပါတ်၃ချက်နီးပြူဟာရေးရာနားလည်မှုတွေလည်း ပါဝင်နေပါတယ်။ရော်နီကဆက်စကွေ့ရဲ့ကစားဟန်ကိုပြူအားမြောက်ရှူထောင်းကနေတုံးသက်ပြီးတော့သူ့ရဲ့အကြီးချင်းတွေကိုအလေးထားဖော်ပြခဲ့တာဖြစ်ပါတယ်။မြမာယူရာစကပုံးနေမှာကိုဝင်ကိုထန်းကိုလန်းကိုသွားဆိုတာရှိပါတယ်။ကစားမတစ်ယောက်ကသူ့ရဲ့တာဝန်ကိုယူပြီးတော့သူ့လန်းသူသွားတက်ဖို့လိုအပ်ပါတယ်။ရော်နီကဆက်စကွေ့မှာလူမျိုးကြီးချင်းရှိတယ်လို့ညွှန်းဆိုနေတာဖြစ်ပါတယ်။ရော်နီရဲ့ခုလိုမျိုးကာကွယ်ပြောဆိုမှုဟာဆက်စကိုအတွက်ယုံကြည်မှုတိစောက်ပေးခြင်း၊ပရိသတ်နဲ့မီဒီယာရဲ့အမြင်ကိုပြုပြင်ပေးခြင်း၊အသင်းရင်းယုံကြည်မှုတိစောက်ခြင်းဆိုတဲ့အချက်တွေကိုကစားမအောင်တယောက်အနေနဲ့ပြုလုပ်ပေးခြင်းအကြောင်းဖြစ်နိုင်ပါတယ် ရော်နီရဲ့ Sesco အတွက်ကာကွယ်မှုဟာတာမန်ပြောစကားတွေထက်အတိတ်ပဲအများကြီးပိုပါတယ်။ဒါဟာကစားမတယောက်ရဲ့စွမ်းရည်ကိုဘလို့အကဲဖြတ်တင်နေဆိုတဲ့ဉာဏ်ပညာရက်ကိုဖော်ပြနေပါတယ်။ရော်နီက Sesco ရဲ့လက်ရှိကိုတင်နိုင်မှုအားနဲ့ချက်တွေထက်သူ့ရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်း၊ကြိုးစားအထောက်မှုနဲ့ရေရှည်တိုးတက်လာမှုလားလာတွေကိုပို့ပြီးတော့လေးထားဖော်ပြခဲ့ပါတယ်။ဒီဖြစ်ရပ်ကနေသင်ကန်းစာယူစရာအချက်ကစစ်မှန်တဲ့ခေါင်းဆောင်မှုဟာအားနဲ့ချိန်မှာကာကွယ်ပေးနိုင်စွမ်းနဲ့ အာသာချက်တွေကိုအတိအမှတ်ပြုနိုင်စွမ်းမှာတရှိပါတယ်ဆိုတဲ့အချက်ပါ။ရိုနီရဲ့ဒီလောက်ရက်ဟာဘလုံးလောကမှာလူသားချင်းစာနာထောက်ထားမှုနဲ့ဉာဏ်ပညာနေပြည်တော်ကြားမှုလိုပဲရေးပါတယ်ဆိုတာပြသနေကြပါမယ်။ညီကတော်ကရောရိုနီရဲ့ဇကားတွေပေါ်ဘလို့မြင်ကြလဲခင်ဗျ။မိမိတို့ရဲ့မြင်လေးတွေကိုလည်း comment ကနေဝေမျှပေးသွားခဲ့ကြပါဦးမယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်မြောင်။